မွန်ပြည်နယ်မှာစစ်ကောင်စီဖွဲ့စည်းထားတဲ့ပြည်သူ့လုံခြုံရေးနဲ့ကျန်းမာရေးနှိမ့်ရေးဖွဲ့တွေကိုလုံခြုံရေးနဲ့မျိုးရင်းကင်းလှဲမှုတွေမှာစတင်အသုံးပြုလာတယ်လို့ဒေသခံတွေကတန်လင်းတိုင်းကိုပြောပါတယ်စစ်ကောင်စီအသုံးပြုလာတဲ့ပြည်သူ့လုံခြုံရေးနဲ့ကျန်းမာရေးနှိမ့်ရေးဖွဲ့ဝင်တွေဟာအပြာရောင်ယူနီဖောင်းဝတ်ဆင်ပြီးလက်နက်ကင်ဆောင်ကစစ်ကောင်စီကနေရာချပေးတဲ့နေရာတွေမှာ လုံခြုံရေးတာဝန်ယူရတာပါဒါအပြင်မြို့ဝင်မြို့ထွက်မှာစစ်ဆေးတာမျိုးရင်းလှည့်တဲ့စစ်ဆေးတာခန်းနာတွေမှာ လုံခြုံရေးယူရတာတွေပြင်ရက်ွက်တွေတွင်အစင်းစစ်ဆေးတာကစအသုံးပြုလာတာဖြစ်ပါတယ်။မူပြည်နယ်ဒေသခံလူကတော့ဒေသတွင်းမှာစစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ပြည်သူလုံခြုံရေးနဲ့ကျန်းမာနေနေရေးဖွဲ့တွေကိုတွေ့ရှိမှုပုံများလာပြီးစစ်ကောင်စီဘက်ကလုံခြုံရေးကဏ္ဍတွေအတွက်လူသူတို့အသုံးပြုလာတယ်လို့ပြောပါတယ်။ဒါဝိုင်းဆက်နဲ့လက်မောင်းပတ်စိတ်မှာကမူပြည်နယ်ဆိုရဖွဲ့ရုံဒီစိတ်ကအင်းနာရုံနဲ့ အဲ့ဒါရေနောက်ဒီဘက်ဒီဘက်မှာကပါလာကပါကီဆိုတော့တော့တူလေးနဲ့ဝိုင်းနေမှာဒီဘက်ကတွေ့ကျွန်တော်တို့ကလူငယ်ပိုင်းလေးပါတယ်တက်လက်တွေလည်းပါတယ်တွေ့တယ်ကျွန်တော်ကဒီကျွန်တော်တို့ဒီကာတာဘီပိတ်ဆို့ပါနော်ပိတ်ဆို့ဆိုရင်ဟိုဆန်ဂျယ်ဘာလို့စစ်တာတို့ဘာလို့ညာလို့ဆိုသူတို့ကာတာဘီကော့တော့ညောင်းမှာခုနကလူစာမွေးကာလအောင်တုံတုံကြီးလောက်တာတို့ဘာလို့သူတို့အဲ့ကော့ကော့တော့တွေ့တယ်သူတို့ကနံပါတ်တော့ဒီလက်ထက်ကြီးကိုင်းနေတယ် စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ပြည်သူ့လုံခြုံရေးနဲ့ကျန်းမာရေးနေနေဖွဲ့ဝင်တွေဟာတခါတရံရက်ွက်ကြွေးရအတွင်းတရင်ရရှာဖွေတဲ့နေရာတွေမှာစစ်ကောင်စီကိုလုံခြုံရေးယူပေးရတာတွေလည်းရှိတယ်လို့သူကဆက်ပြောပါတယ်။ပြည်သူ့လုံခြုံရေးနဲ့ကျန်းမာရေးနေနေဖွဲ့တွေဟာစစ်ကောင်ဆောင်ပိုင်းတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်ဖွဲ့စည်းထားတာဖြစ်တယ်လို့ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးဖို့အကြမ်းဖက်ဖို့ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုသာဖြစ်တယ်လို့မွန်ပြည်တော်လှန်ရေးတပ် MSR ရဲ့ပြောခွင့်ရနိုင်ငံကားကဝေဖန်ပါတယ် ဒါကြောင့်ပြည်သူ့လုံခြုံရေးနဲ့ကျန်းမာရေးနှိမ့်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုပြည်သူတွေအနေနဲ့တော်လှန်ရေးတပ်တွေထံသတင်းပေးကြဖို့နိုင်ငံကားကတိုက်တွန်းတာပါအမေရိကန်ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ့်ရေးအဖွဲ့တွေဟာပြည်သူတွေရဲ့သွားတဲ့လမ်းပေါ်မှာဟိုစကန်တွေချကင်းစကန်တွေဆောက်ဂိတ်တွေဆောက်ပြီးတော့ပြည်သူတွေကိုစတင်နှောက်ယှက်နေပြီးဒုက္ခပေးနေပြီးအခွန်အောက်တွေပေးနေပြီးဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားရတယ် ဒါကြောင့်ပြည်သူများအနေနဲ့စကြင်သွားဖို့လိုတယ်ဘယ်လိုစကြင်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့တော်လှန်ပြည်သူများနဲ့တော်လှန်ရေးအဖွဲ့အစည်းများနဲ့အတူတကွပူးပေါင်းပြီးတော့သူတို့ရဲ့လှုပ်ရှားမှုသတင်းတွေသတင်းပေးဖို့ကျွန်တော်တို့ပန်ကြားလိုပါတယ်။ကြံတဲ့တာဝန်ကိုကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေကဆက်လက်ပြီးတာဝန်တာဝန်ယူသွားဖို့ပဲရှိတယ်ပေါ့နော်။ပြည်သူ့လုံခြုံရေးနဲ့ဂျမ်းမတ်နှိမ်နီးရေးအဖွဲ့ဝင်တွေဟာစစ်ကောင်စီရဲ့လက်အောက်ခံတွေဖြစ်တာကြောင့်ပြည်ပြသက်သက်အေးအေးယူသွားမှာဖြစ်တယ်လို့ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကလည်းအရေးကြီးတယ်လို့သူကဆက်ပြောပါတယ်။စစ်ကောင်စီဟာပြည်သူလုံခြုံရေးနဲ့ကျန်းမာနေနေရေးဗဟိုကြီးကြပ်မှုအဖွဲ့ကတော့ပြီးခဲ့တဲ့နှစ်ဩဂတ်16ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီးအဲ့နောက်နေပြည်တော်ပါဝင်တိုင်းဒေသကြီးပြည်내ခရိုင်မြို့နယ်နဲ့ရက်ွက်ကြီးရွာတွေထိဖွဲ့စည်းထားပါတယ်။စစ်ကောင်စီကတော့ပြည်သူလုံခြုံရေးနဲ့ကျန်းမာနေနေရေးအဖွဲ့ဝင်တွေကိုစစ်တင်နန်းပေးတာလက်နက်တပ်ဆင်ပေးတာထောက်ပံ့ပို့ဆောင်တာနဲ့ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ရွေးထုတ်ကယ်ဆယ်ရေးတာဝန်ပေးဖို့ဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။နောက်အပြင်ထိရောက်တဲ့တိုက်ပွဲဝင်နိုင်ဖို့အခြေအနေနဲ့ကိုက်ညီတဲ့ဤပြူဝါတွေလေ့ကျင့်ပေးတာတပ်ဖွဲ့ဝင်တွေကိုနေမြေလုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်ပေးတာပြင်စစ်မြေပြင်တာဝန်ပေးဖို့အထိရွေးထားတာပါ။မွန်တော်လိုင်းတပ်ဖွဲ့ဝင်တွေဖြစ်တဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီကာကွယ်ရေးဌာန MSSC DOD မွန်ပြည်တော်လှန်ရေးတပ် MSRS နဲ့ ။မွန်ပြည်ကဝေးတက် MSDS ကတော့စစ်ကောင်စီဖွဲ့စည်းလိုက်တဲ့ပြည်သူ့လုံခြုံရေးနဲ့ချမ်းမတ်နေနေရေးဖွဲ့တွေထဲမှာပြည်သူတွေလုံးဝမပါဝင်ဖို့ပြီးခဲ့တဲ့နှစ်စက်တင်ဘာ၂ရက်နေ့မှာသတိပေးထားပါတယ်။မွန်ပြည်နယ်မှာတော့ပြည်သူ့လုံခြုံရေးနဲ့ချမ်းမတ်နေနေရေးဖွဲ့ဝင်တွေဟာရက်ွက်နဲ့ကြီးရွာတွင်းကအသက်35နှစ်ကနေ65နှစ်အထိစစ်မှုထမ်းဟောင်းတွေအငိမ့်စားရဲဝင်နှန်းတွေစစ်တပ်ထောက်ခံသူတွေကြက်ခိုင်ရင်းနဲ့ပါတီဝင်တွေမဖသအဖွဲ့ဝင်တွေပြင်အာဏာသိမ်းမှုကိုထောက်ခံခဲ့တဲ့နိုင်ငံရေးပါတီချုပ်က ပါတီဝင်တွေပါဝင်တယ်လို့ဒေသခံတွေကပြောကြပါဗျ။